ားလုံးပဲမင်္ဂလာပါဗေးရင်ဝင်မကြိုးတော့ပါလေကျွန်တော်မနှောပြီတဲ့ဆရာကလေးမွေးရဲ့လေးမေးချင်လို့ပါရှင်ကျွန်ုပ်ပါဟုတ်ကဲ့ရပါတယ်ရပူတော်ကလေးပြောပြပါရှင်ရပူတော်ကအရင်တိုင်းပါပဲဈေးမတက်ပါဘူးနှစ်တောင်းခွဲကျက်လားဆရာမှန်ပါတယ် မိခင်ဖခင်ကဦးနိုင်ကြီးဒေါ်တီပါဆရာကလေးကမိန်းကလေးမွေးမှာပါ။အိုကြီးကတော့27ရက်နောက်ပါရေးဖို့ပြောထားပါလိမ့်ရှင်။ကျွန်ုပ်ကနေပြီးတော့ရက်ကိုဘယ်လားမှကိုယ့်လက်ရက်မှကိုယ့်လက်ရက်အတွင်းတရားပို့ပေးပါလို့ပြောလိုက်ပါ။ခုသုံးလပိုင်း27ရက်နောက်ပိုင်း လာကုန်ရက်ထီရပါတယ်ရှင်လို့ပြန်ပြောပါတယ်ကဲဦးနိုင်ကြီးတော်ဒီသမီးလေးမွေးရက်ကိုရွေးချယ်ကြည့်ပါ ကြည့်ကြပါသူရွေးချယ်ရမယ့်ရက်က2025သုံးလပိုင်း21ရက်ကနေ31ရက်အတွင်းရွေးချယ်ရမှာဖြစ်ပါတယ်ဘရမအကောင်းဆုံးရက်အနေနဲ့2025 3လပိုင်း24ရက်နေ့မနေ့စနေနိုင်မှ စက်တနာရီအတွင်းမွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့ဒီနေ့ဟာမဟာဘုပညာယနှစ်မဟာဘုရသုံးရကျွင်းမွေးနဲ့တင်းလာတိုင်းလာမဟာဘုရငါးကျွင်းမွေးနဲ့တင်းလာအဓိပတိရက်မဟာဘုရငါးကျွင်းမွေးနဲ့တင်းလာအဓိပတိနိုင်မဟာဘုရလေးကျွင်းမွေးနဲ့တင်းလာရာသာဖြစ်ပါတယ်။ ောက်ထပ်ရက်ကတော့2025သုံးလပိုင်း28ရက်နေ့မနေ့7နာရီမှတနာရီတွင်မွေးဖွားရန်ရွေးချယ်ရမှာဖြစ်ပါသည်အဲ့ဒီနေ့ဟာမာဘုတ်ပညာအယနှစ်မာဘုတ်အယ300ကျွင်းမွေးနံကြတာပရိရာသာလာမာဘုတ်အယ5ကျွင်းမွေးနံကြတာပရိပင်ကရက်မာဘုတ်အယ1ကျွင်းမွေးနံကြတာပရိအဓိပတိနာရီမာဘုတ်အယ6ကျွင်းမွေးနံကြတာပရိအထွန်းဖြစ်ပါသည် နောက်ထပ်ရက်ကတော့2025 3လပါ28ရက်နေ့မနက်7:00နာရီမှတနာရီတွင်းမွေးဖွားရန်ရွေးချယ်မှာဖြစ်ပါသည်အဲ့ဒီနေရာမှာဘုပညာအရာနှစ်မှာဘုရ3ညကျွင်မွေးနဲ့တောက်ကြအထွန်းလာမှာဘုရ5ကျွင်မွေးနဲ့တောက်ကြပုတိရက်မှာဘုရ2ကျွင်မွေးနဲ့တောက်ကြဒီပတိနိုင်မှာဘုရ3ညကျွင်မွေးနဲ့တောက်ကြအထွန်းဖြစ်ပါသည် 啊，六妹妹怎么样？虽然这么讲，怎么样？